ကျမရေးရာဒန်းညူညီများရေအမျိုးသမီးများနဲ့မိန်းကလေးများပေါ်ခွဲခြားဆက်ဆံမှုအားလုံးအဆုံးတက်ချင်ဟာအခြေခံလူအခွင့်အရေးတစ်ခုစတင်ရုံသာမကအဲ့လိုပြုလုပ်ခြင်းအပြင်ရေရှည်တည်တံ့တဲ့အနာဂတ်အတွက်အလွန်အရေးကြီးပါတယ်အမျိုးသမီးများနဲ့ကလေးငယ်များဆွမ်းဆောင်ရင်းမြင့်တင်ပေးခြင်းဟာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်လည်းအထောက်အကူပြုနိုင်ပါတယ်အလုံသမားစည်းကွက်မှာအမျိုးသမီးဥယျာဉ်များလာပေမဲ့လည်းတချို့ဒေသတွေမှာ အမျိုးသမီးများဟာအမျိုးသားများနဲ့ဒန်းတူတဲ့အလုတ်ကင်များအားစနစ်တကျငင်းပန်ခံနေရတဲ့မမျှမတမှုများဆက်လက်တည်ရှိနေပါတယ်။လိင်ပိုင်းဆိုင်ရာအကြက်ဖက်မှုများနဲ့အမျက်ထုတ်ခံရခြင်းတွေလောက်ခလာစားမရတာကြောင့်အိမ်အောင်ထိမ့်သိမ်းဆောက်ရှောက်ပြီးလုပ်ငန်းများကိုခွဲဝေရမှာလဲမညီများမှုနဲ့အစိုးရယုံများတွေလည်းခွဲခြားဆက်ဆံခံရခြင်းတွေဟာရင်းဆိုင်ကျော်ဖြတ်ဖို့ခက်ခဲတဲ့ပြဿနာများဖြစ်ဆက်လက်တည်ရှိနေပါတယ်။ ရာသီဥတုအပြောင်းလဲများနဲ့တဘာဝဘေးရန်နယ်များဟာလည်းပြည်တွင်းစစ်များအင်အားရှိပြောင်းကြီးများကဲ့သို့သောအမျိုးသမီးများနဲ့ကလေးငယ်များပေါ့မမျှတတဲ့အကျိုးသက်ရောက်မှုများဆက်လက်တည်ရှိနေပါတယ်။အမျိုးသမီးများအားမြေယာနဲ့ပစ္စည်းဥစ္စာပိုင်ဆိုင်မှု လိန်နဲ့မျိုးဆက်ပွားကြမှာရေးဤပညာနဲ့အင်တာနက်တို့ကိုဒန်းတူအခွင့်ရေးပေးရန်အရေးကြီးပါတယ်။ယနေ့ခေတ်မှာအစိုးရယုံများမှလည်း ယခင်ကထက်အမျိုးသမီးတွေဟာပုံမများလာပေမဲ့လည်းအမျိုးသမီးခေါင်းဆောင်တွေပုံမအပိတ်ခြင်းအဖြစ်ကြားမဒန်းတူညီညာမှုရရှိရေးမှာကြီးမားစွာအထောက်အကူပြုမှာဖြစ်ပါတယ်။